အားလုံးပဲမင်္ဂလာပါဗျကျွန်တော်တို့ဒေါ်ဘိုင်းခမန်းချက်များအစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးကြိုဆိုပါတယ်အဲ့တော့မင်းညာကတော့ဒါကျွန်တော်တပွဲကောင်းနေနဲ့ရွေးချယ်ပေးခဲ့တယ်ကျွန်တော်တို့ဒီကာဇစတန်နဲ့ဘေဂျန်နဲ့ပွဲစဉ်မှာကျွန်တော်ကာဇစတန်ဘော်ဒီနဲ့ကိုဘောက်ကိုယူပေးခဲ့တယ်နှစ်ချက်ကွက်ယူပေးခဲ့တယ်ဝမ်ဝမ်နဲ့ပြီးခဲ့လို့မင်းညာအောင်ဒါကျွန်တော်ရဲ့ဒီ YouTube channel နဲ့ Facebook page ကိုအပိကြတဲ့မိတ်ဆွေများအနေနဲ့တေချာပေါက်ချိုးရှိခဲ့မယ်လို့ကျွန်တော်ယုံကြည်ပါတယ် ဲ့တော့ဒီနေ့ညမှာလည်းကျွန်တော်ကဒီပွဲယောဘဆုံးခေါ်ပါချစ်စုပွဲရနေပြီးတော့တပွဲကောင်းလေးကိုရွေးချယ်ပြီးတော့အာတင်ဆက်ပေးသွားအောင်ဖြစ်ပါတယ်အဲ့တော့တပွဲကောင်းရွေးချယ်မှုလေးမစတဲ့ခင်မှာဒါကျွန်တော်ရဲ့တပွဲကောင်းခံမှန်းချက်တွေနေ့စဉ်၃၀ချက်တွေပွဲကျုပ်ခံမှန်းချက်တွေကိုဒါစိတ်ဝင်စားလို့လေ့လာခြင်းပြည့်စုံများတော့ဒါလောဘရင်ခံမှန်းချက်များ YouTube Channel ကို Subscribe ထားပြီးလို့ရတယ်နောက်ကလောဘရင်ခံမှန်းချက်များ Facebook Page ကိုလည်း Like and Follow ထားပြီးလို့ရပါတယ် ဒါပြီးတော့မှဒီအနိကအနေနဲ့အကြိုက်တွေပွဲတွေကိုလည်းအကြောင်းနေတယ်အခါခွင့်တင်လို့တင်ပေးနေတယ်ဒါမျှဝေပေးနေတဲ့လောပိုင်းခမန်းချက်များ Telegram Channel ကိုလည်းဒါ join ပေးလို့ရပါတယ် Telegram Channel link လေးကိုတော့ကျွန်တော်ဒီ post လေးမှာတင်ပေးထားပါတယ်ဒါကြောင့်မလို့အနိကခမန်းချက်တွေကိုဝင်ရောက်ကြည့်ရှုနေတဲ့မိတ်ဆွေများကတော့လောပိုင်းခမန်းချက်များ Telegram ကို join ပေးလို့ရပါတယ်နောက်ပြီးတော့ဒီနေ့မှဆိုရင်ဒါဥရောပဆုံပွဲစဉ်အားလုံးပေါင်းစုစုပေါင်း၈ပွဲကစားဖို့ရှိတယ်ဒီနေ့ကနေပြီးတော့ တပွဲကောင်းသူတန်းဒီကစားခြင်းနဲ့မစ်စ်များအတွက်နိုင်ပြီးပွဲရှိပါတယ်နောက်တစ်ခါလက်ဂျီဖိုက်တာညီကိုများအတွက်ပွဲကြရင်ပြန်ပြီးကျော်ပြီးရရောစားပွဲအစီအစဉ်လည်းရှိပါတယ်အဲ့တော့မင်းကြီးအမတော့ကျွန်တော်ဒီရောစားပွဲကိုအာဒီ legend stain နဲ့ဒီဝေးတဲ့ပွဲစဉ်မှာကျွန်တော်ကိုပေါင်းအောင်ယူပြီးခဲ့တယ်ဝေးက1 season နိုင်ခဲ့လို့မင်းကြီးအမရောစားပွဲကတော့အပြည့်အဝအောင်ခဲ့ပါတယ်နောက်ပြီးတော့ကျွန်တော်မင်းကြီးအမနိုင်ပြီးပွဲကိုတော့ကျွန်တော်ဒီ Switzerland နဲ့ Sweden တဲ့ပွဲစဉ်မှာကျွန်တော်ကိုပေါင်းပေါ်ယူပြီးခဲ့တယ်ဆူဆလန်က4-1နိုင်သွားလို့မင်းကြီးအမကဒါအပြည့်အဝအောင်ခဲ့ပါတယ် ဲတင်ရမှာဆိုရင်ဒီပွဲစဉ်နဲ့နေပြီးတော့ဒီပွဲကောင်းယူစားခြင်းနဲ့မိစုအတွက်နိုင်ပြီးပွဲနဲ့ရောစားပွဲရှိပါတယ်ဒါကြောင့်မလို့စိတ်ဝင်စားလို့ယူစားခြင်းနဲ့မိစုများတော့ Viber နဲ့ Telegram နံပါတ်39698996309ကိုဆက်သွယ်လို့ရပါတယ်အဲ့ဒီနေ့ကတော့ကျွန်တော်ရွေးချယ်လာတဲ့ဘောကောင်းလေးကတော့ကျွန်တော်မြန်မာစံတော်ချိန်ည၈နာရီခွဲမှာကစားမယ် Hungary နဲ့ Ireland တို့ရဲ့ဘောစဉ်ဖြစ်တယ်ဒီဘောစဉ်မှာလက်ရှိ Hungary ကနေပြီးတော့ level 66 level 65ရှုံးပြီးရတယ်ကိုပေါင်းကြီးကကျွန်တော်25ရှုံးပေါ့ အဲ့ဒီဘောစင်မှာတော့ကျွန်တော်ကဒါ Hungary Boy နဲ့ကိုပေါင်းပေါ်ကြိုက်ပါလေ။ဘာလို့ဆို Hungary သိနေတယ်။ဒီဘောစင်မှာအနည်းဆုံးတည်ကြအောင်ကစားပဲပေါ့နော်။ရှုံးသွားရင်ဒီကမ္ဘာ့ဝင်ခွင့်နဲ့အိမ်မက်လုံးဝမရှိတော့ဘူးပေါ့နော်။အဲ့လိုနိုင်ခဲ့ဆိုရင်တော့ဒါကမ္ဘာ့ player အဆင့်ကိုမျှော်လင့်ခွင့်ရှိမယ်။ဒါဒီညမှာဒီ Hungary သိနေတဲ့ Body ကြီးကအနည်းငယ်ပြော့ရယ်ဆိုပေမဲ့လည်းဒီညမှာတော့ Hungary သိနေတယ်မရှုံးဘူးလို့ကျွန်တော်ကယူဆတယ်။နောက်ပြီးကိုပေါင်းကြီးကသူ့၅ရှုံးဖိရယ်ဆိုပေမဲ့လည်းဒီဘောစင်မှာဒီတဲ့ရလားဆော်ဆော်စီကိုရတော့မယ်ဆိုရင်ကျွန်တော်တင်းနေတဲ့ပိတ်ကစားအကြောင်းမရှိဘူးပေါ့နော်။အဲ့တော့ ဒီဘောအတွက်ကိုစောရမှာဆိုရင်ကြာကြာတင်ရတယ်ဖွင့်တိုင်းမှာနေထားမှာဒီဘွဲစင်မှာတော့ကျွန်တော်ကအနည်းဆုံးဝန်းဝန်းဆောက်ယူကြည့်ရမယ်လို့ယုံကြည်တယ်။ဒါကြောင့်ဒီဘွဲစင်မှာကျွန်တော်အနေနဲ့ Hungary ball နဲ့ကိုပေါင်းပေါ်ကိုကြိုက်ပါရဲ။ကျွန်တော်ဒီဘွဲစင်မှာတော့ Hungary 3-1လောက်မှန်းထားတယ်ဗျ။ဒါကြောင့်မလို့ကျွန်တော်နဲ့အကြိုက်တူတဲ့မိတ်ဆွေများကတော့ဒီညမှာလက်ကစားလို့ရအောင်လို့ဒါကျွန်တော်ရွေးချယ်မှုလေးကိုလာရောက်ပြီးတော့မျှဝေပေးရခြင်းဖြစ်ပါတယ်။ဒီညကျွန်တော်ရွေးချယ်မှုကတော့မြန်မာစံတော်ချိန်ည7:00နာရီကကစားမယ် Hungary နဲ့ Iron တဲ့ဘွဲစင်မှာ Hungary ball နဲ့ကိုပေါင်းအပေါ်ကိုကြိုက်ပါရဲ။အဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေများရဲ့ဒီညမှာကျွန်တော်ရွေးချယ်မှုလေးက အကျိုးရှိပါစေလို့ကျွန်တော်ကဆုတောင်းပေးခဲ့ပါတယ်။နောက်ပြီးတော့ဗီဒီယိုလေးကိုစောင့်ကြည့်တဲ့မိတ်ဆွေများအားလုံးကိုလည်းကျေးဇူးထူးရှိပါတယ်။ကျွန်တော်တို့ Telegram Channel ကို join တဲ့မိတ်ဆွေများတွေလည်း join ပါလို့ရပါတယ်။နောက်ပြီးတော့ဒပွဲကောင်း user ချင်းမိတ်ဆွေများတွေဒီနေ့ညမှာနိုင်ပြပွဲနဲ့ရောသားပွဲရှိပါတယ်။စိတ်ဝင်စားလို့ user ချင်းနဲ့ဆိုရင် Viber နဲ့ Telegram number 39 8999 96 3ခု3ကိုဆက်သွယ်လိုက်ရပါတယ်။ဘာဖြစ်ဖြစ်ဒီတိုင်းနိုင်ငံကပိုးစီနေမှာတော့ကျွန်တော်ရဲ့ဒီဘောကောင်ရှင်မှုတွေက၄ရက်လုံးမစ်ဆီတို့အတွက်တရားပေါက်အစီအမိခဲ့ပါတယ်။အကြောင်းမလို့ကျွန်တော်လည်းဝမ်းသာတယ်။ကျွန်တော်ရဲ့မစ်ဆီတွေလည်းအစီအမိမယ်လို့ကျွန်တော်ယုံကြည်ပါတယ်။ဒီနေ့ညမှာလည်းကျွန်တော်ရဲ့မစ်ဆီများအားလုံးကျွန်တော်ရဲ့ရွှေချယ်မှုတွေဒူးဆက်လက်ပြီးတော့အောင်မြင်ကြပါစေလို့ကျွန်တော်ကကြိုးစားချင်ပါတယ်။အားလုံးကိုကုလပါဗျာ။